ားလုံးပဲမင်္ဂလာပါမြောင်းဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမြေတို့ဖိုင်လေးကတော့မြို့လင်းမှာစမှုဒန်းဖို့ဆန်ကားနှစ်ကလေးရောင်းစားသူနဲ့ပြည်သူစစ်တွေရဲ့လူရည်တွေကိုခြားပြလာတဲ့ပေါ့ကူတော်ဘုန်းကြီးရုပ်သံမြေတို့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာပေါ့ကူတော်ဘုန်းကြီးကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ခြားပြပြောဆိုထားသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းနံသတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ညနေမင်္ဂလာပါဗျာဒီနေ့က17ရက်9လပိုင်း2025ခုနှစ်25ဖြစ်ပါတယ်ဗျာဒီနေ့ကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဒါဥသိန်းကိုမလိုက်မော်ကနေအခုကြီးတောင်းထားတဲ့အရာလေးပေါ့နော်ဒါဒကမာကြီးတယောက်ကအခုကြီးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးကိုရှင်ဗျာတဲ့ကူညီပေးပါဗျာတဲ့အဲ့တော့အားလုံးကတော့ဝင်လိုက်မော်မှာတော့ဥသိန်းကိုကူညီတောင်းတဲ့လူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥသိန်းလည်းကိုယ်ကူညီကိုယ်ကဥသိန်းကအားလုံးကိုကူညီပေးချင်ပါတယ်ဥသိန်းကပေးနိုင်တဲ့အချိန်ဒီအချိန်ခါတော့မရှိပါဘူးဥသိန်းတို့လည်းဒီပဇက်စပီကာဖြစ်ပဲ ြည်သူကိုအကျိုးပြုပေးတာလောက်ပဲဦးဇင်းတို့ကလည်းတတ်နိုင်တာပါဗျာနော်အဲ့တော့ပထမဦးဆုံးစွာဖြင့်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဦးဇင်းပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီဟိုဘာဩဝါဒပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆိုးဆိုလို့ရှိရင်ကြော်စွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်ရသားတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော်ဒီဖုန်းနံပါတ်တွေတော့ဦးဇင်းမပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဦးဇင်းကြည့်နေသေးပေါ့နော် နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအောင်မြတ်တတ်မှာအိမ်တိန်အိမ်လကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘုချုပ်ကတော်ငှားထားတယ်အဲ့ဒီဘုချုပ်ဆိုတာတတ်မှမူကတော်ပေါ့နော်အဲ့တတ်မှမူဘုချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့ဒင်းခိုင်ရုံနဲ့ဒင်းရတယ်နော်ဒီစေဥတွေကိုဖောက်ထားတယ်ကြောက်ဘုချုပ်ကတော်ကလည်းငှားထားတယ်ထွန့်ပြေဘူးဘာဘူးပေါ့နော်လာမှမပြေသေးရဘယ်ကထွက်ပြေမလဲအဲ့တော့တဲကငှားတော့တိန်တုံးရနဲ့ငှားတယ်တိန်တုံးရနဲ့ငှားတော့ဟုတ်လားတိန်တုံးရနဲ့ငှားရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ယူးစေပါညာမှာတနက်လဲပါတယ်လို့ပြောတယ်တုံစမ်းကြည့်တော့ပြုစုစေဖွဲထဲမှာမရှိဘူးအဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲ အဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော်လိန်နေတဲ့ရွှေရွှေလိန်နေညာလဲညာလာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲသူသူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကြော်စေရလို့ခေါ်တယ်နော်ဟိုကကုကြီးတော်တော်နဲ့ငွေ330လိန်သွားတယ်တဲ့အခုကတော့300လိန်သွားရနော်အဲ့တော့ကြော်စေရဆိုတဲ့ပြည်သူစစ်နာမည်ဦးစင်းတို့မှမရှိဘူးပေါ့မကြားဘူးပေါ့နော်ဒါလေးလဲအားလုံးဒါပြည်သူများအားလုံးတည်စေချင်ပါလေဦးဇင်းတို့လည်းနေရာတွေကလိုက်ပြီးမှဝင်ဆက်ဖက်လို့မရအောင်เนาะအဲ့နဲ့ဦးဇင်းတို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဦးဇင်းကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့ ညာတော့အဖြစ်ပြည်သူစစ်တေးရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော်အဲကြောင့်အကုန်လုံးခေါင်းဆောင်တွေဖြစ်တော့ခေါင်းဆောင်တွေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်အဲ့တော့ပြည်သူစစ်တေးဒါပြည်သူစစ်တေးအကြောင်းလားလာပြီးမှတိုင်ကြတယ်ဥစဉ်ကိုနော်အဲ့တော့တိုင်မှာအမနာမနဲ့တိုင်မှာခေါင်းပေါင်းနေပူတည်ရင်ပူပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြည်သူစစ်တေးရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူဘွားဝါတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မှာမားတဆောင်သားတွေဆိုတော့အမားနဲ့တော့မကင်ဘူးဒါနဲ့ခွန့်လွတ်လို့မရခွန့်လွတ်လို့ရတဲ့အမားရှိတယ်ခွန့်မလွတ်လို့ရတဲ့ခွန့်လွတ်လို့ရတဲ့အမားရှိတယ်နော် ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးเนาะအဲခေါင်းပေါင်းတစ်ခါလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်လည်းဒီပြည်သူတို့အတပဲတွေအားလုံးမသိနိုင်ဘူးเนาะအဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်နေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်တွေအနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်နေမြောက်ကိုခြေတန်းကိုထွက်ခိုင်းမှာခြေတန်းကိုเนาะတိုက်ဖူးတဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှမဟုတ်တို့အတွေ့အကြုံလည်းရလိုက်မယ်ဒါမှပြည်သူစစ်လောက်ကလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ်အခုကပြည်သူစစ်လောက်ခွဲခေါင်းပေါင်းနေခြေတန်းမထွက်ဖူးတာတွေအများကြီးเนาะအများကြီးတကယ်လို့လို့ရှိရင်တော့တကယ်ဥစဉ်ကကာပါပေးနိုင်တယ် တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့เนาะပြောပြရတဲ့လူကြီးတွေကိုခြေတန်းလည်းမထွက်ဘူးခြေတန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးမြေလူလူလူလည်းအကျိုးမပြုဘူးတိုင်းမိတော်လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရချင်းလို့ပြုလို့စစ်လို့တယ်ဆိုတော့ဥစဉ်တော့တော့တာပါမပေးတဲ့အပြင်ဥစဉ်တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြဲမင်းနဲ့တန်းတဲ့နေရာလောက်ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲရှိပါတော့အဲ့တော့ပြုလို့စစ်ကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကိုစီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြဖို့ အရေးကြီးတယ်ပြီးတော့ပြူတွေကိုအနိုင်မကျင့်မှုပြူတွေကိုနော်နိုင်လို့ပြည့်စည်မလုပ်ဖို့ပြူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပေးပါလို့ဥစဉ်နေနဲ့မေတ္တာရခံချင်ပါတော့ဒါကတခုပေါ့နော်ဥစဉ်စီကိုအကူညီတောင်းတာကတော့ရှိတယ်ဗျာနော်ဘာလဲဆိုတော့ဆရာတော်ဖခင်အားတပည့်တော်တားလေးဒီအသက်35နှစ်မပြည့်သေးပဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်လူတွေသာရှောက်ထားပါတယ်ဖခင်တဲ့ကလေးအမိမှာမောင်ဟန်ဝင့်ကိုဖြစ်ဖြစ်ပေးထားတော့အမိမှာမောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတက်ကတဲ့မှာ24ရက်5လ2010ဖြစ်ပါသည်တဲ့ ကလေးရဲ့အိမ်တော်ဇာယမှာအရှင်မွေးလာမှာကြောင်းတာကအားလုံးမှာလဲ24ရက်ငါလာ2020လာဖြစ်ပါသည်တဲ့ချမ်းမြတာစီမြို့နယ်အမှန်၅ယုံကာကြီးနစ်ရက်ွက်အိမ်မက်90 90တုံးကပါဖရားတဲ့တပည့်တော်ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတာတော့မဟုတ်ပါဘူးဖရားတဲ့မန္တလေးရက်ွက်တခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရဒီမှာပြည်ဦးလွင်ရက်ွက်ကြေးရွာတခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတွင်မန္တလေးမှာမြည်တူအမြည်မြည်တူအမြည်ရောင်း မျက်နာမှာလည်းတတူးတတူးနဲ့အရက်ပူပူမှလာရောက်ပို့ဆောင်တယ်ဟုတ်တိရပါဒီတဲ့အခုဒီနေ့ဖုန်းဆက်တို့မရတော့ပါဘူးခင်ဗျာတဲ့ကလေးပျောက်ဆုံးဒီမှာတိတော်မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍အဆက်အတွဲလုံးဝလုံးဝမရှိဘူးကုညီပေးပါခင်ဗျာတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ကတပည့်တော်တို့အတွက်အကြံအညာနဲ့ကုညီပေးပါအောင်တဲ့အပြည့်ဦးလွင်မှာဂျီတုစီကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို112 68 90နောက်တစ်လုံးက490 530ခွင်တုံညာလေး ဖုန်းနှလုံးကပြည်ဦးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ခင်ဗျာတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်တွေမှမရပါဗျာတဲ့မန္တလေးရောက်စားသူဘက်မှဘလို့မှလက်ဆက်တွေမရဘူးခင်ဗျာတဲ့ဆရာတော်ဒါဦးစင်စီကိုညီတော်နာပေါ့နော်လက်ခံသူဘက်မှအတန်ဖိုင်လေးတော့ရှိပါတယ်ခင်ဗျာတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ပြီးခဲ့တဲ့နေ့လောက်ကပြည်ဦးလွင်မှာရှိနေတဲ့ဖုန်းဆက်တွေမရပါခင်ဗျာတဲ့အခုဒါတပည့်တော်တို့လည်းဒုက္ခများနေကူညီပေးပါခင်ဗျာတဲ့အမီပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်နဲ့ပြည်ဦးလွင်ရက်ွက်ကြေးဝါတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိတ်နဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ခင်ဗျာတဲ့ တပည့်တော်ဘလို့လောက်ရမလဲဖရားတဲ့ဥစဉ်စီမှာတော့အိမ်တော်ဇရာတွေပါလို့အကုန်ပို့ထားပါရနော်ကလေးက15နှစ်ပဲရှိပါလိမ့်တယ်ဒါ15နှစ်ပဲရှိတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြူးလွင်မှာဖုန်းနံပါတ်လေးလည်းပေးထားတယ်ဘယ်ရောက်ခွက်ကဆိုလဲဆက်တွေ့ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လူကျမ်းမာရေးချွင်းကြိုက်ရှင်စစ်မှုထမ်းကလက်မခံပါဘူးတချို့မှာတင်တန်းရောက်ပြီးပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့ဆက်ရှစ်ဆက်ရှစ်နှစ်ပြည့်ဖို့အတွက်ကိုတဲ့လူတွေလို့ပြောတော့ကလက်မခံတာဖရားတဲ့ ဒါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါเนาะအဲ့တော့ပြည်ဥလွန်မှာဒီကလေး15နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးတွေမှရှိရင်ရောင်းစားရတွေမှရှိရင်ဥစဉ်ရဲ့ like ကိုကြည့်ကြီးမှာခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဥစဉ်အနေနဲ့မေတ္တာရက်ခံကြပါတယ်เนาะအဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့သူရောရက်ွက်ရောအုပ်ကြီးတွေရောအကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကြပါเนาะခင်ဗျားတို့အတက်16နှစ်ပြည့်လို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဥစဉ်တော့လက်ခံတယ်အတက်မပြေတဲ့ကလေးတော့လက်မခံပါဘူးเนาะဒါလေးလည်းပြောကြပါတယ်ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလိမ့်ဗျာเนาะတက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုယ့်ရက်ွက်ကကိုယ့်အနေထားခေါ်ကြပါ ဒါပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တည်စေချင်ပါတယ်ဗျအားလုံးတော်ပါပဲဗျ